နူးပြင်သာသမားတွေကတော့ဘယ်ချိန်မှတော့လို့မျိုးလေဟိုကိုကိုအားရတယ်ဆိုတာတော့မရှိဘူးဘယ်နေရာလေးမှလုံနေတယ်အားဒီလိုမျိုးလေးငါလုံလိုက်ရင်ကောင်းသားဆိုရယ်အဲတွေးမျိုးလေးတော့ရှိရပါဘောဒါပေမဲ့အဲ့ချိန်မှာတော့အကောင်းဆုံးလုံခဲ့ကျိုးသားခဲ့တာဆိုတော့အရင်ကတော့ဘယ်လိုမျိုးတော့မဖြစ်ပါဘူးအဲ့ချိန်မှာတိမှုတက်မှုနဲ့ပဲကိုကိုအကောင်းဆုံးကျိုးသားခဲ့တာဆိုတော့ဟုတ်အဲ့တော့လည်းအကုန်လုံခဲ့ရအကုန်လုံခဲ့ရတာအာအခုချိန်မှာကျွန်တော်ခံစားရတဲ့ရောရင်ကုန်တန်ကတော့အဲ့လိုမျိုး အစတော့ဆိုဒါဒီကျွန်တော် Canon Plus မှာပြတော့ဆိုတော့ဒါ patient နဲ့ဖြစ်တော့အဲ့လိုဒူတိုင်းသိအကြည့်ပြတာမျိုးလည်းရှိရပါဘူးเนาะအခုကတော့အဲ့လိုမျိုးပြောမယ်ဆို free free shot နဲ့ဖြစ်တဲ့အဲ့အဲ့လိုမျိုးဒူတိုင်းကိုဒါမြင်မှာဆိုတော့အဲ့လိုအရင်စိတ်လှုပ်ရှားနေပါတော့အတိုင်းမနေလည်းရင်ခုန်လုံးခဲ့3နှစ်ကိုဟဲ့တန်ရောက်သွားသလိုမျိုးခံစားလုံးဝစိတ်ကလုံးဝ fresh ပြန်ဖြစ်နေလုံးခဲ့ပုံနေပြင်ကျင်တော့လေရဲသွားပါဘယ်ကလေးကလေးရော အဲ့တော့ကလေးရုပ်လေးလေးကျို့သွားတယ်အခုကခံကြောကြီးပြက်လားငွေရင်းကြောက်သွားတော့စာစာညာအဲ့ဒီကြီးကဆရာကြီးပြသွားတယ်ခက်ခဲရတော့ဘာမှအဲ့လိုမျိုးထွတွေထွတူးမရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ပို့ပပရိုက်ရမယ်ပြီးတော့လူငယ်တွေအနေနဲ့ရိုက်ရမယ်ဆိုတော့ဟိုပထမဆုံးကျွန်တော်တို့ဟာပေါ့ script reading တွေလုပ်တယ်အာ pre production လုပ်တယ် pre production လုပ်တဲ့အချိန်မှာ အဲကျွန်တော်တို့ဟိုဟာ script ကိုဖတ်ဖတ်တဲ့အချိန်မှာကျွန်တော်တို့ဘာတွေအဲကိုယ့်ရဲ့ character ကို development လုပ်ရမလဲဘာတွေကိုဘယ်အချိန်မှာဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုတိတိကျ writer နဲ့တိုင်ပင်တယ် writer နဲ့တိုင်ပင်ပြီးတော့မှအာကျွန်တော်ကတော့ဒါလေးတော့ပို့လုပ်ချင်တယ်ဒီလိုမျိုးလေးတော့အာလုပ်ချင်တယ်အာ writer လည်းဒီမှာအာဒီလိုမျိုးလေးတော့မြင်တယ် writer ကလည်းညှိနေနေအော်โอเคဒါဒါလေးတော့ကောင်းတယ်အဲဒီနေရာမှာဟိုလို idea နေပါလေဆိုလို့ရှိရင်လည်း ဟိုဟိုနည်းနည်းဟိုဟိုဟာတချို့ဟာဆိုလို့သူအားများဟာဆိုလို့ရှင်လဲဒီလိုလေးတော့ပြန်ပြန်လှုပ်ပေးကြည့်ဆိုပြီးတော့အဲ့လိုမျိုးလှုပ်တော့အဲ့လိုတိုင်းတိုင်းမင်းမင်းလဲလှုပ်ရတော့အရင်ကြီးတော့ဟို pressure လည်းမရှိဘူးခက်ခဲလည်းမရှိဘူးတော့ဟိုလှုပ်ပါပဲဟုတ်အဲ့ဒါကတော့ကျွန်တော်တို့အာအသက်ကြီးရင်ကြီးလာဆိုအသက်ငယ်ကအသက်ငယ်တဲ့အချိန်မှာပြန်ပြီးတွေးလိုက်ရင်အကုန်လုံးကတော့လူတိုင်းကအဲ့လိုအားလို့အားမရနဲ့ကိုယ့်ကိုဟိုလိုအဲ့လိုစိတ်ကတော့ဒါရှိတာပေါ့နော်အဲကျွန်တော်တို့ကြတော့ကျွန်တော်ဆိုရင်လည်းအခုအဲ့ပြန်ကြည့်တဲ့အချိန်မှာဆိုရင်အဲ့လိုမျိုးဟော ဒီနေရာမှာဆိုရင်ကညှော့သွားတာပဲဒါလေးဆိုရင်ကဒီအချိန်မှာတိတာလေးနဲ့ဒီကိုအခုချိန်ဖြစ်တဲ့တိမှုနဲ့ပြင်စင်းစားတော့အဲ့လိုမျိုးနောက်လျှောက်ဟာခွက်တွေတော့အများကြီးတော့မြင်ရတာပေါ့နော်ပြီးတော့ဒါ first ပထမဆုံးကျွန်တော်ရဲ့ W series ဖြစ်တဲ့အတွက်ကြောင့်လည်းအဲ့လိုမျိုးပေါ့လိုအပ်တာလေးတော့ပြန်တွေ့ရတယ်အမှုပြနာသမားတွေကတော့ဘယ်ချိန်မှတော့အဲ့လိုမျိုးလေဟိုကိုကိုအားရရဆိုတော့မရှိဘူးဘယ်နေရာလေးမှလိုနေတယ်အာဒီလိုမျိုးလေးငါလုံလိုက်ရင်ကောင်းသားဆိုရယ်အဲတွေးမျိုးလေးတော့ရှိရပါဘောဒါပေမဲ့အဲ့ချိန်မှာတော့အကောင်းဆုံးလုံခဲ့ကြိုးစားခဲ့တာဆိုတော့ အရင်ကြီးတော့ဘယ်လိုမျိုးတော့မဖြစ်ပါဘူးအဲ့ချိန်မှာတီမူတက်မှုနဲ့ပဲကိုယ့်ကိုအကောင်းဆုံးကြိုးစားခဲ့တာဆိုတော့ဟုတ်အဲ့တော့လည်းအကုန်လုပ်ခဲ့ရအကုန်လုပ်ခဲ့ရတာအဲ့တည်းရစားတည်းရစားတည်းရလေးစားပြီအခုချိန်ဒီအခုချိန်ဒီတောက်လျှောက်အောင်းလို့အလုပ်တွေကအတူတူတောက်လျှောက်အတူတူတွဲလုပ်ဖြစ်တယ်အာအခြားရုံတင်ကားကြီး ဆိုလို့ချင်းလဲအတူတူရိုက်ဖြစ်တယ်ပြီးတော့ commercial လဲအတူတူရိုက်ဖြစ်တယ်အခုနောက်လာမဲ့ယုံကြီးကားတွေရောအခြား commercial ရောဆင်း mini series လဲအတူတူရိုက်ဖြစ်တယ်အတူတူရိုက်ဖြစ်တယ်ဆိုတော့တောက်လျှောက်ဖြစ်သွားပြီတောက်လျှောက်တောက်လျှောက်ကျွန်တော်တို့အောင်ကြီးနဲ့အလုပ်တွေဆိုလို့ချင်းအမြဲတမ်းအတူတူဖြစ်နေရပြင်မာရဲ့တောက်လျှောက်အတူတူသွားတာသွားတာလဲအတူတူပဲအဓိကကတော့ဟိုကကျွန်တော်အခုအဲရိုက်ခဲ့တယ်ရိုက်ထားခဲ့တယ်ဟိုပြန်မပြောရမှာဆိုလို့ချင်းအဲ driver ကဘာပြောလဲဆိုတော့အဲဒီ character ဟိုကြည်ကြည်ပြီးတော့တဲ့ဟွာတဲ့ဇလန်းရေးတဲ့ချိန်မှာတဲ့မင်းတို့ထည့်ရေးထားတာဆိုပြီးတော့လိုမျိုးပြောရအောင်ကြီးဆိုလို့ရှင်လဲအဲ့လိုပဲကျွန်တော်ကျွန်တော်ဘလာဇာဟုတ်ရဲ့ဘစ်ဖန်ဘစ်ဖန်အော်အဲ့ဒီချိန်မှာတည်ပြီးတော့ဟိုကျွန်တော်တို့အတွက်လည်းအခွင့်အရေးဒီကားရိုက်ပြီးတော့အခွင့်အရေးရခဲ့ပေါ့ဟုတ်အဲ့လိုအဲ့တိုင်းဝင်နေနေတာကျွန်တော်တို့အဲ့လိုဟိုကောင်းအောင်လုပ်လို့ကောင်းအောင်လုပ်နိုင်ဆိုတာပဲတိုင်ပင်နေအောင်ကြီးဆိုလို့ရှိရင်လည်းကျွန်တော်ဒီဒီစင်းဆိုလို့ရှိရင် အာဘယ်လိုလုပ်ရင်ပိုကောင်းအောင်လဲအာဒရိုက်တာနဲ့တိုင်ပင်သားသက်သက်ပေါ့ကျွန်တော်တို့ချင်းချင်းဆိုလို့ရှိရင်လည်းကျွန်တော်လည်းလာပြောတယ်အောင်းရင်ဟာဒီဆင်းကဘယ်လိုလုပ်အောင်ဘယ်လိုလုပ်အောင်အမြဲတမ်းတတိုင်းမမေပဲတကယ်တကယ်အဲစီရီရိုက်လိုက်တာကျွန်တော်ရဲ့တငယ်ချင်းလုံးဝခင်ခင်မေမေ BFF တယောက်တိုးသွားတယ်အားတော့ပြန်တော့တော့တော့ပြန်ရအောင်ဘူးချိန်နေပဲဘူးချိန်အဲတူတူပဲအဲ့ဒါလေတူတူပဲဘယ်လိုလဲကျွန်တော်တယောက်ကလေ MBTI test ကအစတူတူပဲ ် MDI ဟိုဟာ ELP အတူတူပဲစိတ်ကလည်းအတူတယ်အာအကျင့်နေရာလည်းတူတယ်အပုံအတူတူပဲဘိုးကရွတ်တာအစားလောကချွတ်စုံတပုံးတန်နဲ့ aggressive ရုပ်ဝဲခွဲသွားတယ်ရုပ်ဝဲခွဲသွားတယ်